အားလုံးပဲမင်္ဂလာပါအဲ့တော့အပေါ်မှာမေကွန်းရှိတဲ့ယောက်ရှိပါတယ်เนาะတမရတွေရောတဲ့မြန်မာနိုင်ငံမှာဘယ်နှယောက်ရှိပါသလဲတဲ့မြန်မာနိုင်ငံမှာတမရအရေးအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့3 5 4လို့မှတ်ပါเนาะအားလုံး7ယောက်ပါအဲ့တော့လင်္ကာလေးနဲ့စပြောပါမယ်ဖဇဗလခေထဲမှာရွှေဦးမောင်3ယောက်ပါ မာဇာလာခေရောက်ပြန်တော့နေဆန်းစိန်အီးမောင်5ပေါ့ 听不过来是脑中去，等于叫外面流撇的。哎哟，帕萨比拉太太嘛，水母都要做那个，晒水袋，乌做那个乌巴乌，毛做那个毛乌毛，所以乌毛都要把帕萨比拉太太嘛，水母都要把。马扎拉克，到来一个好子，来得来得不有，呃，喏，苏杰里来经过，那么马苏杰里来经过，我们知道马扎拉克要了，马扎拉克要变喏。 နေစန်းစိန်အေးမောင်ငါပေါဥနေဝင်းဥစန်းယုဥစိန်လွင်ဥဝေးကိုဒေါက်တာမောင်မောင်ဆိုပြီးတော့၅ယောက်ရှိပါတယ်ဒါကြောင့်မို့လို့မဇလာခေရောက်ပြန်တော့နေစန်းစိန်အေးမောင်ငါပေါဆိုပြီးကျွန်တော်ကရေးပေးတာအဲအဲ့ဒီလုံနဲ့ကျွန်တော်တို့နော်အဲ1988စက်တင်ဘာ17ရက်မှာဥစောမောင်ကြီးအာဏာသိမ်းပြီးတော့ဒီမိုကရေစီအုံမြင့်ချပြီးတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်လာတော့ဒီမိုကရေစီနောက်ဆုံးခေတ် တိန်ကျော်ဝင်းမြင့်၄ဦးဖြစ်တဲ့တိန်ဆိုတာကဥသိန်းစိန်ကျော်ဆိုတာကဥချင်းကျော်ဝင်းဆိုတာကဥဝင်းမြင့်မြင့်ဆိုတာကဥမြင့်ဆွေဒီမိုကရေစီနောက်ကျုံးနောက်ဆုံးခေတ်တိန်ကျော်ဝင်းမြင့်၄ဦးဖြစ်ဆိုပြီးတော့ကျွန်တော်ကလင်္ကာလေးရေးထားတာအဲ့တော့မြန်မာနိုင်ငံမှာတမရအားလို့ဘယ်နှယောက်ရှိခဲ့သလဲဆိုလို့ရှိရင်ဖဇပလခေတ်ထဲမှာ ရွှေဦးမောင်၃ယောက်ပါမဇလခေတ်ရောက်ပြန်တော့နေစန်းစိန်ဦးမောင်၅ပေါ့ ဒီမိုကရေစီနောက်ဆုံးကတိန့်ကျော်ဝင်းမြင့်၄ဦးဖြစ်၃၅၄စုစုပေါင်းအလုံး၁၂ယောက်ဖြစ်ပါတယ်။ဟာဒါဆိုလို့ရှိရင်ဦးမင်းအောင်လည်းတမရစင်းရင်မဝင်ဘူးလားဆိုမဝင်ပါဘူးခင်ဗျာ။နော်။ तू ကတမရမဟုတ်ပါဘူး။ तू ကတာဝန်ကိုပဲယူထားတဲ့တမရတယောက်ရဲ့တာဝန်ပဲယူထားတဲ့သူဖြစ်ပါတယ်။အဓိကကတော့ဦးမင်းအောင်လည်းဒီနော်ဖွဲ့စည်းပုံရတရားဝင် တာဝန်၅နှစ်ယူခွင့်မရှိပါဘူး။ သူဒီပြည်သူ့အတင်းနဲ့တမရမဟုတ်ပါဘူးအဲ့တော့ပြည်သူ့အတင်းနဲ့တမရရဲ့တာဝန်ကိုပဲသူကယာယီအဖြစ်ယူပြီးတော့လှုပ်ရတာမို့လို့တရားဝင်တမရယာရုမရပါဘူးဒါကြောင့်မို့ဦးမင်းအောင်လည်းတမရစရင်မဝင်ပါဘူးလို့ကျွန်တော်ကဒါလေးကိုပြောချင်ပါတယ်ခြေပကျင်တဲ့သူရှိလို့ရှိရင်မျက်နှာလေးဖွင့်ပြီးတော့အချိန်မရွေးကြိုက်တဲ့နေရာမှာခြေပလို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်မဟာဗမာချင်းကြော်လေးပါ